အားလုံးပဲမင်္ဂလာပါကျွန်တော်တို့လက်ရှိကာလမှာတော့အားလုံးသိကြတဲ့အတိုင်းလူတိုင်းက AI ဆိုတဲ့အကြောင်းအရာကိုနေ့စဉ်တူကပြောနေကြတာဖြစ်ပါတယ်တော့1980တုန်းကကျတော့စမှုခက်ကာလပစ္စည်းတစ်ခုကိုထောက်လိုက်တဲ့အချိန်မှာဒီကုန်ပစ္စည်းကိုအရေအတွက်များများဘယ်လိုထောက်မလဲနေရာဒေသအများကြီးကိုဘယ်လိုပို့ကြမလဲဒီဟာတွေကိုကျွန်တော်တို့ပြောလာကြပါတယ် 2009ခုနှစ်ပိုင်းမှာတော့ဗားရီစဖြစ်လာတဲ့လဲဆိုတော့အင်တာနက်ဒီစပေါ်လာတယ်ဒီအင်တာနက်ပေါ်ကနေပြီးတော့အခြေခံပြီးတော့လူတွေကစီးပွားရေးလှုပ်လာကြတယ် online service တွေကျွန်တော်တို့စပြီးတော့ပြီးလာကြပါတယ်ထို့အတူ2020ကနေစပြီးတော့အင်တာနက်ကနေပြီးတော့တဆင့်နောက်ဆက်တဆင့်ဖြစ်လာတဲ့ AI artificial intelligence ဆိုရက်အခန်းကဏ္ဍကပို့ပြီးတော့ကျွန်တော်တို့ရဲ့ကဘာပေါ်မှာနေရယူလာကြတယ်အဲ့ဒီပေါ်မှာ2025လောက်မှာအားလုံးနှိပါက AI ကိုအလုံးမ သဘောကျနော်တုံးလာကြတယ် AI ကအချက်အလက်တွေပဲပေးတာမဟုတ်တော့ဘူးဘာတွေပါလုတ်ပေးလာတယ်လဲဆိုတော့ဓာတ်ပုံတွေကို ဖန်တီးပေးလာနိုင်တယ်ရုပ်အရှင်တွေကိုဖန်တီးပေးလာနိုင်တယ်တီးလုံးတွေကိုဖန်တီးပေးလာနိုင်တယ်အဲ့ဒီအပြင်ကျွန်တော်တို့ native တူပါလုတ်တဲ့လုပ်ငန်းစဉ်တွေကိုလွယ်ကူတဲ့လွယ်ကူလာအောင်တို့ကနေပြီးတော့ဖန်တီးပေးလာတာဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့ပြီးခဲ့တဲ့ရသက်တစ်ပတ်က attack လို့ခေါ်ရကျွန်တော် Washington DC မှာ attack လို့ခေါ်ရအခမ်းအနားတစ်ခု symposium တစ်ခုကိုသွားတက်တယ်အဲ့ဒီမှာ non-profit organization အနေနဲ့ပြီးတော့တခြားတခြားသောအစိုးရအထူးသဖြင့်တော့ Ministry of Education ပညာရေးဌာနတွေကနေပြီးတော့ဘာတွေကိုသူတို့ကနေပြီးတော့လှုပ်လာကြပြီလဲဆိုတော့ဒီမူလာရန်တွေအလဲရန်တွေเนาะဒီကျောင်းတွေမှာ AI နဲ့ကိုအသုံးချပြီးတော့ဘယ်လိုမျိုးပုံစံမျိုးသူတို့ AI ကိုအသုံးပြုကြမလဲ AI ကိုအသုံးပြုပြီးတော့ clean ငယ်တွေကိုဘယ်လိုမျိုးစတင်ပေးလာကြမလဲဒါတွေကိုသူတို့ကနေပြီးတော့စပြီးတော့ပြုလာလာကြတာဖြစ်ပါတယ် အဲကျတော့တချို့နေရာဒေသတွေကကြောင်းနေမဖွင့်လင့်နိုင်ဘူးတချို့နေရာဒေသတွေကကြတော့လုံခြုံမှုအခက်အခဲတွေကြောင့်ကြောင်းနေတက်ခွင့်မရှိဘူးเนาะဒီလိုမျိုးအခမ်းကဏ္ဍတွေရှိလာတဲ့အချိန်မှာကိုယ့်စီမှာ tablet လေးတစ်ခု device လေးတစ်ခုဖုန်းလို device လေးဖြစ်ပါစေ tablet လို device လေးဖြစ်ပါစေဒီလို device လေးတစ်ခုကနေပြီးတော့ AI ကိုအသုံးပြုပြီးတော့ကိုကနေပြီးတော့စာကိုပုံမလေးလာလိုက်စားလို့ရတယ်အဲ့ဒီလိုအခြေအနေမျိုးပဲမဟုတ်ပြန်သေးဘူး အကိတ်ကအကြောင်းမှဆိုရင်လဲဆံပြောက်အနေနဲ့ဒီចောင်းသားအယောက်20ចောင်းသားအယောက်30 40ကို లై ပြီးတော့သူတို့ရဲ့ performance ကိုသူတို့ရဲ့ဖြစ်တည်နေတဲ့ performance အခြေအနေတိုးတက်နေတဲ့အခြေအနေကိုမူတည်ပြီးတော့သူတို့ဒီစာတွေကိုပြန်ပြီးသင်ပေးတဲ့အချိန်မှာအားလုံးတပြင်းညီပဲသင်ပေးဖို့လုပ်နိုင်ကြရဲ့ဒီចောင်းသားတယောက်ကတော့ပို့ပြီးတော့ထူးချွန်တဲ့အတွက်ကိုသူ့ကိုစာတွေကိုပို့သင်ပေးပြီးတော့ကိုလောက်တဲ့အချိန်တွေမှာကျွန်တော်ចောင်းပညာရေးမှာအားနည်းနိုင်တယ်အကယ်၍ ကျောင်းသားတယောက်ကစာဝနိုင်နိုင်တာအရန်နောက်နီးနေရဆိုတဲ့အခြေအနေမျိုးဆိုရင်လေသူ့ကိုဆွဲခေါ်တဲ့နေရာမှာတခြားကျောင်းသားတွေအတွက်အနောက်ရှက်ဖြစ်နေတာဒါပေမဲ့ဒီလိုအခုချိန်မှာ AI driven AI နဲ့စာသင်ခန်းတွေမှာ AI ကိုစပြီးတော့အသုံးပြုလာတဲ့အချိန်မှာဒီကျောင်းသားတယောက်ချင်းစီရဲ့ lower check တွေကိုဒီအခန်းကဏ္ဍအနေနဲ့အများကြီးဖြည့်ရှင်းသွားတာဖြစ်ပါတယ်။ဒါတွေကတော့ attack education နဲ့ technology ရဲ့ပြောင်းလဲလာတဲ့အခန်းကဏ္ဍကိုမျှဝေတာဖြစ်ပါတယ်။ကျွန်တော်ရဲ့ဒီနေ့အဓိက ဗီဒီယိုတစ်ခုဒီဗီဒီယိုကတော့ကျွန်တော်ဘာအဓိကပြောချင်တာလဲဆိုတော့ကျွန်တော်ဖြစ်ပေါ်လာတဲ့ AI တစ်ခေတ်ကာလမှာကျွန်တော်လုပ်ငန်းခွင်မှာရောက်ရှိနေတဲ့သူတွေဖြစ်မယ်တက်တူဘွဲ့ပြီးွားတဲ့သူတွေဖြစ်မယ်ကျွန်တော် AI နဲ့ပညာရေးတင်လာခဲ့ကြတာမဟုတ်ဘူးဒါပေမဲ့လက်ရှိ AI ခေတ်ကာလမှာ AI ကိုဘယ်လိုမျိုးအကောင်းဆုံးအသုံးချမလဲအသုံးချဖို့အတွက်ကိုယ်တွေမှာ လူရက် skills တွေဘာတွေဖြည့်ထားသင့်တယ်လဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ AI ခက်မှာဘယ်လိုမျိုးနည်းပညာတွေဘယ်လိုမျိုး skills တွေကျွန်တော်ဖြည့်ထားဖို့လို့အကျကျွန်တော်ဒီဗီဒီယိုထဲမှာတော့ကျွန်တော်အချက်၃ချက်ကိုဝေမျှသွားကြပါမယ်နံပါတ်1အချက်ကတော့ digital literacy ဖြစ်ပါတယ်အဲ့ကျွန်တော် digital literacy လို့ပြောလိုက်တဲ့အချိန်မှာအခုလိုမျိုးဖုန်းတွေကို Facebook အပြင်တခြားဘာတွေတုံးလို့ရမလဲဒါတွေကိုထပ်ပြီးတော့သိအောင်လောက်လာတာအဲ့တော့ကျွန်တော် cloud နည်းပညာတွေ ချက်တိအောင်လောက်လာမယ်ပြီးသွားတဲ့အချိန်ကျတော့ကျွန်တော် AI နဲ့ပတ်သက်တဲ့ technology တွေကိုပို့ပြီးတော့လေ့လာလာမယ် ChatGPT ကိုစောစောလိုမျိုးအမေးဖြင့်ကာရတွေပဲမဟုတ်ဘဲနဲ့ prompt ပေါ့ prompt engineer လို့ခေါ်ရဲသူ့ကိုဗာလီပြီးရေးလိုက်တယ်ဆိုသူ့စီကဗာလီထွက်လာမယ်သူ့စီကကိုလိုချင်တဲ့အချက်လက်တွေကိုဘယ်လိုမျိုးစနစ်တကျရေးသားမလဲဒါလေးတွေကိုကျွန်တော်တို့ချက်တိလာအောင်လုပ်မယ်ပြကြရဥပမာဟိုဂျားထဲမှာတလောရောဆိုရင်ကျွန်တော်ကိုယ့်ရဲ့ပုံလေးတွေကိုတော့6လမ site လေးတွေဖြစ်အောင်ကွန်ပျူတာအရှိမဖြစ်အောင်ကျွန်တော်ဖန်တီးကြတယ် Okay အဲ့ဒီ prompt တွေကိုဒီလိုပဲ copy paste လုပ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ဒီ prompt တကြောင်ချင်းစီကဘာလို့အခြေခံပြီးတော့ဘယ်လိုမျိုးပုံစံမျိုးနဲ့ရေးထားတာလဲဒါတွေကို ကျွန်တော်တို့ကကျွန်တော်တို့ဘက်ကနေပြီးတော့တေချာတိလာပြီဆိုတဲ့အချိန်ကျရင်ကိုကဒီတိုင်းမဲ့ copy ကူးလိုက်တာမျိုးမဟုတ်ဘူးငါက ဒီ prompt တကြောင်ချင်းစီကိုတကယ်သိပြီးတော့တကယ်ရေးထားရဲဆိုတဲ့အခြေအနေဖြစ်လာတဲ့အချိန်မှာကိုဟာ digital literate တယောက်ဖြစ်လာနိုင်မှာကိုဟာ digital နည်းပညာကိုတကယ်သိတကယ်တက်ပြီးတော့ကျွမ်းကျင်စွာသုံးတဲ့အခြေအနေတစ်ခုကိုစပြီးတော့ခြေတလန်းအနေနဲ့ရောက်ရှိလာမှာဖြစ်ပါတယ်။နံပါတ်2အချက်ကတော့ကျွန်တော် data analytics လို့ခေါ်ပါတယ်။အခုကျွန်တော်တို့ AI ခေတ်ကြီးကဘာလဲဆိုပြောမယ်ဆို LLM large language model တွေတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီနှစ်ပေါင်းများစွာဆယ်စုမကတော့ ဒါကာလမှာရှိတဲ့ data information တွေ data တွေအချက်လက်တွေအများကြီးကိုသူကနေပြီးတော့စီစစ်ပြီးတော့ဖော်ပြနေတာဖြစ်ပါတယ်။အဲ့တော့ကိုယ့်စီမှာ data analytics skills တွေရှိဖို့လိုတယ်။ Excel တွေစသုံးလာမယ်။ Excel ကနေပြီးတော့ကျွန်တော်တို့ data တွေကိုဘယ်လိုမျိုး manage လုပ်တယ်လဲ handle လုပ်တယ်လဲဒီဟာတွေကိုကျွန်တော်တို့စပြီးသိလာတဲ့အချိန်ကျရင်ပို့ပြီးတော့ digital တုံးပြတဲ့အချိန်မှာပို့ပြီးတော့လွယ်ကူလာမှာဖြစ်ပါတယ်။ ကျွန်တော်ဘက်ကနေပြီးတော့လဲဒီ channel မှာနောက်ပိုင်းကြရင်ဒီ analytics နဲ့ပတ်သက်တဲ့ cost မျိုးတွေကိုလဲနောက်ပိုင်းနေမှာ short cost လေးတွေကိုဖန်တီးပေးသွားမှာဖြစ်ပါတယ်။ number 3ကတော့ဘာလဲဆိုတော့ creativity ဖြစ်ပါတယ်။ creativity လို့ပြောလိုက်တဲ့အချိန်မှာ information digital technology ကဘာပဲလုပ်ပြီးလို့ရတာလဲဆိုတော့ information အချက်အလက်တွေကိုပဲကျွန်တော်တို့စီကိုပို့ပေးလို့ရတာဒါတွေကိုထပ်ပြီးတော့ဒီထွန်ဖန်တီးဖို့အတွက်လိုအပ်ချက်ကျွန်တော် human skills တွေလိုလာပါတယ် human skills လို့ပြောလိုက်တဲ့အချိန်မှာစောစောပြောရဲနော်အာ emotional intelligence အပိုင်းနေပါလာမယ် communication skills အပိုင်းနေပါလာမယ်ဒီဟာတွေကကျွန်တော်တို့ရဲ့ human skills တွေဖြစ်ပါတယ် AI ကဒီ skills တွေမှာလာပြီးတော့ဖြည့်ဆည်းပေးလို့မရဘူးအစားထိုးလို့မရဘူးအဲ့ဒီတော့ကြဒီ human skills တွေကိုလည်းကိုယ့်ဘက်ကနေပြီးတော့ပို့ပြီးတော့ကောင်းအောင်ဖန်တီးထားမယ်ပို့ပြီးတော့ moment ထားမယ်ဆိုကျွန်တော်တို့တွေဟာ AI ခက်မှာအမြဲတမ်းနာတပြားတာနေမယ်သူတွေဖြစ်နေမှာဖြစ်ပါတယ် ဒီဗီဒီယိုလေးကတော့အများပြည်သူအတွက်အကျိုးရှိမယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်